ီးပါးလောက်ရှိပေါ့နော်အကိုနဲ့မဆုံတာပြန်ဆုံပြန်တွေ့တော့ကြတော့ကလေးတယောက်ဖေဖြစ်သွားပြောင်းလဲမှုပြောင်းလဲမှုပေါ့ပြောင်းလဲလားတိုးတက်ပြောင်းလဲမှုပေါ့ဒါအမေကပါလေးတက်ခတ်တရားကိုတော့တုံရင်တုံရင်ပဲအင်းဒီမှထားပြီးတော့မမြောက်ပိုင်းပါခုနပြောပြီးပေါ့နော်ပြီးအကိုကဟိုအိမ်အောင်ကြောက်သွားပြီဆိုလို့ရှင်လည်းဒီရဲ့ဟိုဖခင်ကောင်းဟိုခင်မကောင်းဖြစ်တယ်ပေါ့နော်ကိုမြင်မှာကိုကအကောင်ဖက်ဖက်ကပြေဆုံးပြီးတော့ကိုသာ တချောက်ကြားတယောက်ဆိုလဲအခုလိုယောက်ျားဖြစ်စင်နေပါအဲနောက်မိနစ်နဲ့လေးလားလောက်ကြာရင်တော့ပြောပြပါဘူးပြိုပြီးဆက်ဖြစ်နေမှာပါလားဒီပုံဝါးလာပြီဟဲ့ဘာလဲအရှင်းတို့လားဘာများပြောမလဲရက်တည်းအတိအကျပြောလိုက် จาบ้าเลยสรว่าแหละจาแล้วมาสรแล้วแหละอควินี้ก็แหละนักอควินี้ก็แหละเต็มชื่อจ้ะอุมาดาเปลี่ยนพี่แล้วรู้สิตะคิดหลุเปลี่ยนพี่แล้วအလုတ်လုတ်လာကြဆိုတာစုံဖြစ်တာပေါ့ပထမဆုံးစုံတွင်းရတဲ့အတွက်လည်းဒီဝမ်းသာတယ်နောက်ပြီးတော့ဒီဒီဒီလိုမျိုးပေါ့နော်ဥပညာရတာဝိုင်းနဲ့ပတ်သက်ပြီးတော့နောက်ပြီးတော့တင်ပြမှုပုံစံလေးလည်းပြည့်တက်ကိုဟိုအစမ်းအစ်စမ်းလေးနဲ့ ဟုတ်ကဲ့ဘယ်တော့မှမရိုက်ခဲ့ဘူးသေးတဲ့ပုံစံမျိုးလေးလည်းဖြစ်နေရပါတော့။ဒီလိုဆောင်ရတဲ့ပုံစံလေးလည်းမျိုးဖြစ်တဲ့အခါကျတော့ကျွန်တော်တို့နေ့ရောက်လဲတာပြန်ပြီးတော့အမှုပညာပုံမှာလည်းရင်ခုန်တလို့ဟောချီချူအပူမဲ့ပရိသတ်တွေ့လဲတာဒီကုန်စိတ်လောက်ရမှုရှိနေပါတယ်။ဟုတ်ကဲ့ခုနကကိုနေပြောလို့ပဲပေါ့နော်။အဲမတန်မြာမှာကပရိသတ်မမြင်ဘူးသေးတဲ့ပုံစံမျိုးပေါ့။နှစ်ယောက်ကလို့အိအိနောင်ပဲဇက်လို့လည်းပြောလို့ရတယ်။အဲ့ဒီထဲမှာမှမြက်ွက်တွေအများကြီးပါရပေါ့။ ကမ်းမှာမိုးမြင့်ဆန်းဆိုတဲ့ character အနေမျိုးတယောက်ဆောင်ရမှာပေါ့နော်ဟိုပရိသတ်တခုလုံးမှာဆိုလို့ရှိရင်ဖွေရပရိသတ်အတွက်အရင်စဉ်းစားရပြီးရင်ဖွေအတွက်စဉ်းစားရဒီစပင်မျိုးနဲ့မှဒီမျိုးမျိုးဆန်လိုက်မယ်လို့ဖွေယူဆရတဲ့ဖွေစပင်ညှက်လိုက်တယ်ပေါ့နော်အဲခုတော့ဒီကားကတော့ရိုက်ရတယ်ခိုက်မှာကတော့အမတ်တရားဒီအများကြီးရှိရဲ့ဟိုကျမအနေနဲ့ဆိုတော့ရိုက်ခဲ့တယ်မြေမျိုးမှရဲ့မှာပါအေးပေါ့ဒါကတော့ကျွန်တော်တို့အမှုပညာပေါ်မှာလဲဒါသစ္စာတစ်ခုပေါ့နော် ောက်တစ်ခုကကြတော့ဘယ်လိုခေါ်မလဲဆိုတော့အပြောင်းလဲပေါ့ကျွန်တော်တို့ကဒါပြိတ္တကိုလည်းအပြောင်းလဲမြင်စေချင်တယ်အမှုပညာရှင်တိုင်းမှာဒါဒီလိုဆန္ဒလေးရှိကြရပါတော့အာဆိုလို့ရှိရင်ဒီလိုကဆိုလို့ရှိရင်ကျွန်တော်ဇီဝင်လေးတွေအကောင့်လေးလုံးလိုက်တာတော့အခုဒီမှာဆိုလို့ရှိရင်လည်းဒါမင်းတီဖာဆိုတဲ့ဇက်ကောင်ပေါ့နော်အဲ့ဒီဇက်ကောင်လေးကတော့ရန်ဟို smart ဖြစ်ပြီးတော့ကိုယ့်ရဲ့အဲဒီအိမ်ထောင်ရေးပေါ်မှာသစ္စာတရားရှိတဲ့လိုမျိုးဒီလိုတေးဥဆောင်ရမှာဖြစ်တဲ့အခါကျတော့အဲ့လိုပုံစံမျိုးလေးနဲ့ ပါတီဒီနည်းနည်း high class ဆက်ဆံလို့နေတဲ့ live ကိုတိကျဆောင်ပါပြတဲ့အတွက်အဲ့လိုမျိုးအခုပုံစံလေးပြန်ပြီးတော့ပြောင်းလဲဖြစ်တယ်ပေါ့နော်ဒါအခုအရင်တော့ကမြင်ခဲ့ရတဲ့စပင်ပုံစံမျိုးလေးပဲကိုပဲအဲ driver ရတဲ့လိုချင်နေဆိုတာနဲ့အဲစပင်လေးတွေပြန်ဖြောင်းပြီးစပင်လေးတူတူလေးပြန်လောက်အဲ့လိုမျိုးပေါ့နော်အဓိကတော့တိကျဆောင်တဲ့ကတော့ဒီဝစားစင်မှုပိုင်းရဲ့စပင် make up ဖက်နက်ပေါ့နော်ဒါလေးကအစအသေးစိတ်ကလေးတွေကပြင်ဆင်နိုင်မှလို့ပေါ့လေဒါ character လည်းပြီးပြအောင်လုပ်လို့ရပါစေလို့ပြင်ဆင်ဖြစ်တာ အဲ့လိုဆန်ဝန္ဒလန်ပွဲမှာတော့ဆိုကွန်နီတိုးစပင်ကောက်တာဟဲ့လို့ကွန်နီတိုးစပင်ကောက်တော့တစ်ခါမမြင်ဘူးတော့တော်တော်လိုက်တာပဲလို့ခုကနှမျောနေတယ်ဆိုပြီးပြန်ဖြောင်းလိုက်လို့အော်နောက်နောက်တစ်ခါကောက်ကောက်လေးနဲ့ပြန်ရိုက်မယ်တူရတန်ရဆိုပြီးတော့လေဟုတ်ရတယ်ဘာမတန်မရဘူးဟုတ်ရမတန်မရဆိုတော့နည်းနည်းလေး smart ဖြစ်အောင်လုပ်လိုက်ဟုတ်ဘာပြောင်းလဲသွားလဲဆိုတော့လူနဲ့ဟိုဆန်နစ်ဆန်နစ်နီးပါးလောက်ရှိပြီပေါ့နော်အကူနဲ့မစုံတာ ပြန်ဆုံးပြန်တွေ့တော့ကြာကလေးတယောက်ဖေးဖြစ်သွားတယ်။ပြောင်းလဲမှုပြောင်းလဲမှုပေါ့။ပြောင်းလဲလား။တိုးတက်ပြောင်းလဲမှုပေါ့။ဒါကောင်းပါလေတက်ဖြစ်တယ်။ဟိုကတော့တုံရင်တုံရင်ပဲ။အော်အကိုနဲ့ကတော့အကိုကရူတတီနဲ့ကို့အကိုလိုပဲဟိုသဘောထားဆိုတော့ဒီအကိုကအလုံးနဲ့ပတ်သက်တာလေးပဲတင်ပေးဖြစ်တာတင်ပေးရများတယ်။ရိုက်ခွင့်နေပါတယ်မှာဆိုလဲဘုရားညကဒီဘယ်လိုလေးတယောက်ဆောင်ရမယ်ဒီအလုံးကြောင်းပဲပြောဖြစ်တာများပါတယ်။ အဲ့ဒါကိုကျမနင်းစီပါမှာတော့ဒါကနည်းနည်းလေးပေါ့ပပါလေးလို့သွားရတဲ့ဇလန်းပေါ့နော်မုံစဲတို့ဘာတို့ကကြောက်အရန်စီးရဲပါညာနောက်လို့မရနောက်လို့မရတဲ့ကောင်သူတို့ရိုက်လို့ရှိရင်အဲ့လိုမျိုးအရန်နောက်လို့မရတဲ့ကောင်ပေါ့ကောင်ရပုံများတယ်နော်ပုံများတယ်ဆိုမြောင်လုံးတာဝန်ကိုတာဝန်ကိုစီတို့ကြီးကြီးတွေပေါ့နော်မုံစဲမှာဆိုလည်းကိုကဆိုတာဝန်ကြီးရဲ့အားလုံးတာဝန်ကြီးရဲ့ကောင်ရိုက်တာများပါလေ ဘေးမှာထားပြီးတော့မမြောက်ခိုင်းပါဘူး။ခုနပြောပြီးပြီနော်။ပြီးအကူကဟိုအိမ်အောင်ကြောက်သွားပြီဆိုလို့ရှင်လည်းဒီရဲ့ဟိုဖခင်ကောင်းဟိုခင်မကောင်းဖြစ်တယ်ဗောနော်။ခုမြင်ပါတော့ကိုကအကောင်ဖက်ဘက်ကပြည့်စုံပြီးတော့ကိုသာတချောက်ကြားတယောက်ဆိုလဲအခုလိုယောက်ျားဖြစ်စင်တယ်ဗောအေး။ကိုရဟိုဗောနော်။နောက်မိနစ်နဲ့လေးလာတော့ကြာရင်တော့ ပြပါပြူကြီးပဲဆက်ဖြစ်နေမှာပါလားဒီပုံဝါလာလို့ဟဲ့ဘောင်းရရှိတူလာတော့ဘာများပြောမလဲရက်တွေအတိအကျပြောလိုက်